ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ့တက်တန်းတို့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစစ်ကောင်စီကိုလစဉ်ဝင်ငွေရဲ့အခွန်200ခိုင်းတော့တစ်နှစ်ကို1800ပေးနေရတယ်လို့အလုပ်သမားတွေကနေသိရပါဗျ။ဇွဲတစ်သတင်းပေးပို့ထားတာပါရှင်။ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းလို့သမားတွေ passport စာအုပ်တက်တန်းတို့ရအပါအဝင် CI ဘသူဘဝဖြစ်ချောင်းအထောက်ထားစာအုပ်လဲလှယ်တာစားတဲ့လုပ်ငန်းစဉ်တွေလောက်ဆောင်တဲ့အခါစစ်ကောင်စီထံကို လစဉ်ဝင်ငွေရဲ့အခွန်200ခန်းလုံးပေးဆောင်နေရပြီးတစ်လကိုဘတ်150တစ်နှစ်ကိုဘတ်1800ပေးနေရတယ်လို့လူသမားတွေစီကနေသိရပါဗျ။တက်တန်းကုန်ကန်ဒီ CI စာအုပ်တွေအသစ်ပြုတ်လုပေးနိုင်ဖို့ဌာနငံလူသမားဦးစီးဌာနနဲ့ညှိနှိုင်းထားပြီး CI စခန်းတွေကိုဖွင့်လှစ်မဲ့အချိန်ကိုတော့အတိအကျမထုတ်ပြန်သေးပါဘူး။လက်ရှိမှာတော့မြန်မာတန်ရုံနဲ့ချိတ်ဆက်လှုပ်ဆောင်ရတဲ့ကိစ္စအဝဝမှာအခွန်ပေးဆောင်နေရတယ်လို့ passport ပွဲစားရစီကနေသိရပါဗျ။ ဆိုင်ုံနဲ့ပတ်သက်တဲ့အလုပ်ဘာလုပ်ပဲလုပ်လို့သူတို့ဖွင့်ဆောင်လေရတာလေအကောင်လုံးအခုဆိုလ90စာဆောင်လေရပြီအခုအဲ့ဒီရောလ90စာဆိုတော့အခုအဲ့ဒီဟိုဟာရုပ်ဖွင့်လို့ရှိလို့ရှိရင်အခွန်ဘလောက်ကောက်ရမယ်ဆိုတဲ့ဟာကိုမရောင်းလိုက်ရှိရအမေမကြသေးဘူးလို့ပြောတယ်အဲ့ဒါကိုဆောင်လေရတယ်သူတို့အခက်ကြီးရှိတယ်ဆိုတော့ဒီသူတို့အခွန်တစ်လောက်150အခုဒီထောက်ခံစာရင်တော့ဆိုထောက်ခံစာတစ်ဆောင်လုပ်လို့ရှိလို့ရှိရင်150ပဲလေထောက်ခံစာတစ်ဆောင်လုပ်လို့ရှိလို့ရှိရင်အခုဟာ မကုန်ဘူးဆိုလို့ရှိလို့ရှိရင်3500 4000ကုန်နေတာပေါ့ဒါလာတဲ့အခါကျတော့လေဝင်တော့ဝင်ဖို့ဖြစ်လာတာပေါ့နော်ဘယ်သူမှမတော့မဆောင်ခင်ဘူးပေါ့ကိုလိုအားခါကိုလိုအားခါကိုလကားပေးရတာဘူးတကယ်လို့နိုင်ငံအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်တော့တမျိုးပေါ့နော်အထောက်ထားမဲ့မြန်မာလူသားတွေကဒီနှစ်မှာပန်းရောင်ကက်လို့ခေါ်တဲ့ဘက်လျှောက်ထားနိုင်ပြီးနိုင်ငံကူးလက်မှတ်နဲ့ CI မရှိသူတွေအတွက်ပန်းရောင်ကက်လုပ်ငန်းစဉ်လှုပ်ဆောင်ချိန်မှာ CI စာအုပ်ကိုပါပူရဲလျှောက်ထားဖို့စီစဉ်သွားမယ်လို့လည်းမြန်မာတန်ယုံကထုတ်ပြန်ထားပါဗျာ။ ထိုင်းနိုင်ငံမှာထောက်ထားမဲ့လုပ်သားတွေကဘိုက်ရိုက်တာအပါအဝင်ဝက်ပါမင်နဲ့ဗီဇာတက်တန်းထုတ်ကိစ္စတွေအတွက်တယောက်ကိုဘတ်1800ငါးနဲ့ဘတ်1000နီးပါးထိရှိနေတာကြောင့်စစ်ကောင်စီကိုပေးဆောင်ရမယ့်အခွင့်အရေးဆိုရင်လူသမားတွေဝင်ငွေထိခိုက်တယ်လို့ပြောဆိုနေကြပါဗျာ။အော်အလုပ်သမားတွေတဘောသားဆိုတော့စီဖုန်းဆောင်အောင်မယ်ဆိုတော့လေဟိုမဖြစ်မနေကြတော့စီအိုင်းစာအုပ်ဆိုတော့ကျမတို့ဒါကျမတို့သူများနိုင်ငံမှန်တည်ကျမတို့အတက်ပေါ့နော်ဒီစာအုပ်မဖြစ်မနေလောက်အောင်မယ်ဆိုတော့ မဆောင်ဘူးဆိုလို့ရှိရင်လည်းကျမတို့ဒီစာအုပ်ကိုရမှာမဟုတ်တဲ့အတွက်ဟိုမဖြစ်မနေဆောင်ရမှာဆိုတော့လည်းကျမတို့ဘက်ကတော့ဆောင်ရမှာပေါ့နော်ဆောင်တာဆောင်ချင်လားလို့မင်းတော့လည်းမဆောင်တော့မဆောင်ချင်ဘူးဘာဆိုတော့ကျမတို့အခုအချိန်နေမှာစီးပွားရေးရောရှာဆောင်မှုတွေရဟန်းခက်ခဲဖြစ်နေတဲ့အချိန်မှာ ဟိုဖြစ်နိုင်တော့မဆောင်ကျင်ဘူးပေါ့နော်ဒါပေမဲ့မဖြစ်မနေဆောင်အောင်မစုံတော့တော့ကျွန်တော်တို့ကလည်းဒီလိုပဲပါလှည့်ပတ်ပြီးတော့မှဆောင်အောင်တော့မှာပေါ့တတ်နိုင်လို့ရှိရင်ကျွန်တော်ဒီပိုင်းပိုင်းအောင်ကတ်တမျိုးနဲ့နေလို့ရမှာဆိုနေချင်းနဲ့ဖြစ်နိုင်ဒီ CI ဆောက်ကိုတော့မှကျွန်တော်တို့ကဆက်မလုပ်ချင်တော့အဲ့လိုထိတာဖြစ်တယ်ဘာလို့ခက်ခဲတအားဖြစ်လို့ပါအခုမိသားစုအားလုံး9ယောက်မှာကျွန်တော်တို့ဖိုက်ရိုက်တဲ့ပွဲစားနဲ့ရိုက်တာဟို6500ပေးရတယ်ဆောက်အောက်က9800ရှိတယ် အဲ့အခုမှထပ်ဆောင်အောင်မဆိုဒုတိယရဲ့ကုံကြက်ကုံကြက်နှုံးကကျွန်တော်တို့မှာတရားကို18000ရှိအခုကျွန်တော်တို့ဆို9ရောက်ဆိုလို့ရှိရင်ပတ်စံကသသိန်းနားနေတယ်ရှင်2025 FIFA 23မှာ Work Permit နဲ့ Visa တက်တန်းကုန်ထားတဲ့အလို့သမားတွေကတော့ထိုင်းဆိုရကပေးမဲ့ Work Permit နဲ့ Visa တက်တန်းနှစ်နှစ်ကိုစောင့်ဆိုင်းကတက်တန်းတိုးကိစ္စတွေကိုဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ထိုင်းဆိုရတရားဝင်ထုတ်ပြန်ထားတဲ့စင်းတွေရ2024ခုနှစ်အောက်တိုဘာလအထိထိုင်းနိုင်ငံတဝမ်းမှာလောက်ကန်နေကြတဲ့မြန်မာရွှေပြောင်းလုပ်သားဥယေ2.3%နီးပါးရှိပါတယ်။မကောက်ခံထားတဲ့စင်းတွေရဆိုရင်တော့ထိုင်းနိုင်ငံခရိုင်89ခုကနေရာအနက်မှာရောက်ရှိနေကြတဲ့မြန်မာရေအတွက်6.8%တန်းကျော်9%နီးပါးထိရှိနေတယ်လို့အလုံမာရေးလှုပ်ဆောင်သူတွေကခန့်မှန်းထားပါတယ်။ကျွန်တော်ဇွဲသစ်ပါ။